်17လပိုင်းတစ်လလုံးလက်ပွင့်လက်ရွှင်စီမဲ့ယတရားလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။တစောင်းတိုင်းကာလမှာလက်ပွင့်လက်ရွှင်ခြင်းနဲ့ဆိုရင်ဒီယတရားကိုလောက်လောက်ပါ17လပိုင်းတစ်လလုံးလက်ပွင့်လက်ရွှင်စီပါတယ်။เนาะဆရာတို့ဒီအခုရောက်နေတဲ့17လပိုင်းမှာငွေဝင်ခြင်းနဲ့ငွေများများဝင်ခြင်းနဲ့အလौက္ကိုင်းတွေလည်းအဆင်ပြေခြင်းနဲ့စီးပွားရေးတွေလည်းတိုးတက်အောင်မြင်ခြင်းနဲ့เนาะအယောင်းဝယ်တွေလည်းကောင်းခြင်းနဲ့ နော်ကိုလုံးနေတဲ့အလုပ်တွေအားလုံးအဆင်ပြေချောမွေ့နေတယ်ဆိုရင်လူတယောက်ကလက်ပိတ်နေလို့မရပါဘူးလက်ပွင့်လက်ရွှင်ဖို့လိုပါတယ်လက်ပွင့်လက်ရွှင်မှာပဲဆရာတို့ငွေဝင်มาဖြစ်ပါတယ်ဆရာတို့ကြားဘူးကြမှာပါအာလက်ပိတ်နေတယ်လက်ပိတ်နေတယ်ဆိုပြီးတော့လေအဲလက်ပိတ်နေတယ်ဆိုတာဘာကိုပိတ်တာလဲဆိုရင်ကိုယ့်ရဲ့ကန်စာတာမှာကန်နေနေတဲ့အချိန်မှာလက်ပိတ်သွားတတ်တယ်နော်ပြီးတော့နောက်တစ်ခုကလက်ပိတ်စေတတ်တဲ့အရာတွေကိုလုံးမိတဲ့အချိန်မှာလက်ပိတ်သွားတတ်တယ် နော်နောက်နောက်တစ်ခုကတော့ကုသိုလ်ကောင်းမှုလုပ်တာတွေနဲပါတဲ့အချိန်မှာလူတယောက်ကလက်ပိတ်သွားတတ်တယ်။အဲ့လိုလက်ပိတ်စေတတ်တဲ့အရာတွေလုပ်မိတဲ့အချိန်မှာလူတယောက်ကလက်ပိတ်သွားပြီဆိုရင်စီးပွားရေးတွေပျက်စီးသွားတတ်တယ်။စီးပွားရေးတွေလည်းကျဆင်းသွားတတ်တယ်။ကို့မှာရှိတဲ့ပစ္စည်းတွေလည်းကုန်သွားတတ်တယ်။နော်ပြီးတော့ကိုကငွေအရင်အရင်တော့ငွေအရင်ဝင်နေတော့မှအခုနောက်ပိုင်းမှာငွေမဝင်တော့တာမျိုးလေးတွေအကျွေးတွေတင်သွားတာမျိုးလေးတွေနော်ငွေကြီးတွေကခက်ခဲကြက်တဲသွားတာမျိုးလေးတွေကြုံရတတ်တယ်။အဲ့တော့လူတယောက်မှလက်ပိတ်နေလို့မရအောင် နော်အဲ့တော့လက်ပိတ်နေတဲ့သူတွေအကုန်လုံးလည်းဒီ area ကိုလှုပ်လိုက်ပါ7လပိုင်း7လလုံးလက်ပွင့်လက်ရွှင်လာလိမ့်မယ်နော်တကယ်လို့လက်ပွင့်လက်ရွှင်နေတဲ့သူတွေငွေဝင်ကျန်းနေတဲ့သူတွေလည်းဆရာခုနပြောတဲ့အရာတွေကိုအစဉ်ပြေနေတယ်ဆိုရင်လည်းဒီ area ကိုသာလှုပ်လိုက်ပါ7လပိုင်း7လလုံးလက်ပွင့်လက်ရွှင်ငွေဝင်ပြီးတော့ကန်ကောင်းစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်အဲ့တော့ဒီ area လေးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာဆရာတေချာလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့စောင်းရံရှောင်းရံတွေကိုလည်း သိရမှာဖြစ်ပါတယ်ခொနီရသားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘီဒီရတရားဆရာထူးမြအောင်ဖြစ်ပါတယ်ဆရာကတော့ဘီဒီရတရားဟောတဲ့တတန်12နှစ်ရှိသွားပြီဖြစ်ပါတယ်12နှစ်ရှိသွားပြီဖြစ်ပါတယ်ဆရာကတော့ကုသိုလ်ပြုရတရားတွေနဲ့ခொနီရသားသမီးကိုကဲတင်ပေးနေတဲ့ကုညီပေးနေတဲ့ကုသိုလ်ကောင်းမှုတွေပြန်လည်မျှဝေပေးနေတဲ့ဆရာထူးမြအောင်ပဲဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီနေ့ဗီဒီယိုလေးကိုမြန်မြန်လေးပဲပြောလိုက်ကြမယ်နော်ဒီရတရားကိုရုံရုံကြည်ကြည်နဲ့သာလုပ်ပါကုသိုလ်ကောင်းမှုတွေကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါ ဒီရီယာကိုလှုပ်လိုက်တာနဲ့စတလာပိုင်းတလာလုံးဆရာပြောလို့လက်ပွင့်လက်ရွှင်ပြီးတော့ငွေဝင်စေရမယ်ဆိုတာကိုအာမခံပါတယ်ပြုလို့ရမယ့်ရက်ကတော့စတက်လာပိုင်းထဲမှာပြုလို့လို့ရပါတယ်ဒီဗီဒီယိုတွေ့ရတဲ့နေရာနေစပြီးစလုပ်လို့ရတယ်မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်းကိုပြုလို့ရမှာဖြစ်ပါတယ်เนาะဆရာတို့မုတ်တမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့เนาะလက်ပွင့်လက်ရွှင်စေဖို့လက်ဖက်တုပ်ကတ်ကြပါစို့เนาะဗာလဲဆရာတို့လက်ပွင့်လက်ရွှင်စေဖို့လက်ဖက်တုပ်ကတ်ကြပါစို့ဆိုတဲ့အတိုင်းပဲ ကျတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်တုပ်ကတ်လူရမှာဖြစ်ပါတယ်လက်ဖက်တုပ်ဖြစ်ဖို့ပဲရေးကြည့်ပါတယ်ကြိုက်တယ်လို့တုပ်အစင်ပြေတယ်လို့တုပ်အဖိုးကြီးတုပ်တုပ်အဖွားကြီးတုပ်တုပ်နော်ဆရာတို့လက်ဖက်တုပ်ဖြစ်ဖို့ပဲလိုတယ်ပြီးတော့ကတ်ရမှာတော့စွန်းထမင်းပေါ့နော်ဆရာစွန်းထမင်းတော့မပြထားပါဘူးစွန်းထမင်းနဲ့တကွလက်ဖက်တုပ်လေးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်ပေးမယ်ပြီးရင်ရေနွေးကြမ်းတစ်ခွက်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူမယ်ပြီးရင်ဆရာတို့စီမီအဖြူရောင်ပေါ့နော်တခြားအရောင်မရအောင်စီမီအဖြူရောင်နှစ်တိုင်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်နော်ပြီးရင်ဆရာတို့ပတ်စံအိတ် မဆက်အေးကဆရာစီကအဆောင်အိတ်ဝယ်ထားတဲ့သူတွေကတော့ဆရာရဲ့အဆောင်အဆောင်အိတ်နဲ့လုံးလို့ရတယ်တကယ်လို့မဝယ်ထားတဲ့သူတွေကတော့ကိုယ်ပဆက်အိတ်နဲ့ကိုလုံးလို့ရတယ်ပဆက်အိတ်ကအပစ်လဲရတယ်အဟောင်းလဲရတယ်ပဆက်အိတ်ထဲမှာပဆက်ရှိဖို့လိုတယ်ဒီရီယာကတ်လူပြီးပြီဆိုတာနဲ့သူတို့ပဆက်အိတ်ကိုညာဘက်လက်လေးနဲ့ကင်မယ်ညာဘက်လက်လေးနဲ့ကင်မယ်တန်မုတ်တွေကတော့စက်တလပိုင်းမှာစက်တမီငိမ့်ပြီးငွေဝင်အောင်လို့စက်တခေါက်ရွတ်မယ်ပြီးရင်ဘယ်ဘက်လက်နဲ့ပြန်ကင်မယ်နော်ဂုံတော်ကိုးပါးကိုဆရာတို့စက်တမီငိမ့်ပြီးငွေဝင်အောင်လို့စက်တခေါက်ရွတ်ပါမယ်အဲ့တော့ ီပစက်ကြီးကိုဆရာခုနပြောလို့ကင်ပြီးရွတ်ပါအရက်ဆက်မျက်နှာအရက်ရှိမျက်နှာအရက်လေးမျက်နှာနေပြီးတော့ငွေဝင်ပါစေဆိုပြီးဆရာတို့ဆူတောင်းမယ်အိတ်ကလေးကိုကင်ပြီးတော့နော်ပြီးရင်စိုးကတ်ထားတဲ့ဟာလေးကိုဆရာတို့ဆူတောင်းမယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို17လပိုင်းမှာလက်ပွင့်လက်ရှင်စီမဲ့အဆောင်တိုင်းကာလမှာလက်ပွင့်လက်ရှင်စီမဲ့တဖက်တုတ်တပကံရေတွေးချက်တပကံကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရားတရားမြတ်တာအကျိုးများကြောင့်တပည့်တော်သည်သောောင်းတိုင်းကာလမှာရော၁၇လပိုင်းတလမှာရောလက်ပိတ်နေရတဲ့အားလုံးလက်ပွင့်ပါစေလက်ရွှင်ပါစေ နော်ဝင်များများဝင်ပါစေဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတဲ့ဒီရရလေးပြုလို့လို့ပြီးပါပြီပြီးရင်ဆရာဆက်ပြောပါမယ်ဆရာအရေးကြီးရလေးပြောချင်ပါတယ်ဒီရရပြုလို့မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ထားပေးပါတခြားခုနှစ်ရဲ့သားသမီးတွေလည်း like လုပ်တဲ့ခါကျတော့သူတို့လည်းငွေဝင်တော့ကိုယ်လည်းကုသိုလ်ရပါတယ်အဲ့တော့ဒီရရဗီဒီယိုလေးကိုများများလေး share ထားပေးပါဆရာရဲ့ဗီဒီယိုလေးကိုလည်း like လုပ်ထားပေးပါ comment မှာလည်း ိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာဆေးဖြောင်းနိုင်လေးထွန်းပြီးတော့လက်ပွင့်လက်ရွှေရောက်စူတောင်းပေးဦးမှာဖြစ်ပါတယ်เนาะဒီဇောင်းတိုင်းကာလမှာဒီရတရားလေးကိုတေချာပေါက်လောက်ပါလုံးဝကိုအခက်ခဲအားလုံးကိုကြော်ဖြတ်နိုင်လာလိမ့်မယ်เนาะငွေမဝင်ဖြစ်နေတဲ့သူတွေတော့မှငွေဝင်လာလိမ့်မယ်ငွေဝင်နေနေတဲ့သူတွေလည်းငွေများများဝင်လာလိမ့်မယ်လက်ပိတ်နေတာတွေပျောက်ပြီးတော့လက်ပွင့်လက်ရွှေမှာလိမ့်မယ်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါဆရာရဲ့ဗီဒီယိုလေးကို like လုပ်ထားပေးပါလို့ပြောချင်တယ်ပြီးတော့ဆရာစီမှာလည်း ဒီလက်ပွင့်လက်ရွှင်စေမဲ့စတက်လာပိုင်းအတွက်ရေဒီယာကိုအဲ့လိုရပါပြီရွှေစတမီငွေစရေဒီယာရဲ့နာမည်ကရွှေစတမီငွေစတမီဆိုတဲ့လက်ပွင့်လက်ရွှင်ငွေဝင်စေတဲ့ရေဒီယာကိုဆရာစီမှာအခုပဲလာအဲ့လိုရပါတယ်ဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်ပြီးတော့ဆရာစီမှာအခြေရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးစမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့ငွေဝင်ကျန်းဖို့ထီချဲပေါက်ဖို့အယောင်းဝယ်ကောင်းဖို့အတွက်ရေဒီယာစီမံနေအဲ့လိုရတယ်ဒရိုက်တဆင်နေအဲ့လိုရတယ်ဘေးရင်မေးလို့ရတယ်ဇာတာစစ်လို့ရတယ် အချားမြင်မေးလို့ရတယ်စိုင်းနံမဲပေးလူနံမဲပေးတွေလည်းမေးလို့ရတယ်အချိုးပေးအယောင်အချိုးပေးကနန်းတွေလည်းမေးလို့ရတယ်ပြီးတော့နောက်တစ်ခုကအဆောင်ဆွဲတို့လိုအဆောင်တွေလည်းဝယ်လို့ရပါတယ်ဒါလေးကတော့ဆရာထူးမြအောင်ထုတ်တဲ့၃ရောင်ချေပတ်စံအေးဖြစ်ပါတယ်ဒါနော်အယောင်လေး၃ယောင်ခွဲထားပါဗျ။နော်စမ်းပွင့်လက်ပွင့်မျက်နှာပွင့်ဖို့အတွက်ဆရာတို့နော်ဝေဝင်ကြမ်းဖို့အတွက်ဆရာရဲ့အဆောင်အိတ်လေးကိုလည်းဝယ်သုံးလို့ရပါတယ်ဆရာမြန်မာပြည်တပီလုံးကိုပို့ပေးပါဗျ။ပြီးတော့ဆရာထိုင်းနိုင်ငံဗန်ကောက်မြို့မှာဘီနီဟော့ကန်ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် နော်ထိုင်းနိုင်ငံမှာနေရတဲ့သူတွေရောဘန်ကောက်မှာနေရတဲ့သူတွေရောမြန်မာပြည်မှာနေရတဲ့သူတွေရောဆီယားရဲ့ဘန်ကောက်ဟောကန်ကိုအားတဲ့အချိန်မှာလာရောက်ပြီးတော့အလဲလာလို့ရတယ်အဆောင်ပစ္စည်းတွေလက်ဆောင်လာယူလို့ရတယ်ဆိုတာကိုဆီယားပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီရီယာပြုလုပ်တဲ့နေ့မှာဝတ်သားအမေသားမစားပါနဲ့ရှောင်ပေးပါလို့ဆီယားပြောချင်ပါတယ်အားလုံးပဲဝင်ဝင်ကြမ်းပြီးတော့လက်ပွင့်လက်ရွှင်ကြပါသည်လို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်